ကျွန်တော် studios ကုမ္ပဏီနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်ဒီကောင်းသင်ခန်းသားမှာကျွန်တော် string ကိစ္စလေးတော့ string စာကြောင်းလေးတွေ string data type ပေါ့နော်။ string data type data မျိုးစား။ကျွန်တော် javascript ဒီ weekly type ဟုတ်လား weekly type type ကိုအားနဲ့ weekly type ဆိုရင်တော့တို့အားနဲ့တော့ပြောမှာ weekly type variable ပေးထားတဲ့ variable ကကြိုက်တဲ့ရထည့်လို့ရ။ဟုတ် variable မှာဘာမျိုးစားရလဲသူတတ်မှတ်မှာတော့ကျွန်တော်ရှင်းတော့ဥမာတိုင်းသွားမယ်ဆိုရင်တို့ဖနက်စင်ဖနက်ခန်းထဲမှာ ကိုထဲမဲ့ဖနက်ခန်းတွေမှာကြိုက်တဲ့ဖနက်ထဲလို့ရတယ်။တောက်ဖနက်ထဲထဲပါထဲ။ဒါပေမဲ့ရှာရင်တော့ပြန်မလွယ်ဘူးပေါ့။နော်အဲ့လိုထဲတယ်ဆိုရင်ခုလဲလို့ပဲ JavaScript မှာ variable ကိုကြော်ညာထားတယ် memory ပေါ်မှာ allocation ယူထားတယ်ဆိုရင် number ထဲတယ် string ထဲတယ် object ထဲတယ်ကြိုက်တာတွေမှာလုပ်လို့ရတယ်။ထဲလို့ရတယ်။အဲ့ဒါကိုဘာ type ပြီးခေါ်တယ်။ weekly type weekly data type programming အမျိုးအစား Java တွေမှာဆိုမရအောင်ထဲမရတခါလေးတက်မှတ်ပေးတာ။ဟောဒီထဲမှာ number တောင်မှ number ၄မျိုးအမျိုးအစား၄မျိုးရှိတယ်။ အိုင်လေးမျိုးရဲ့မှာတမျိုးထဲမှာဆိုအိုင်တမျိုးဝဲထဲလို့ရကျန်နလာမထဲနဲ့ဂိမ်းကြီးဂိမ်းကြီးနိုင်တယ်โอเคနော် JavaScript တို့ဘာတို့ကအဲ့လိုမဟုတ်ကြိုက်တာထဲလို့ရပြီးမှ chain သွားတယ်ကြည့်မယ်ဒီမှာနမူနာမှာဆိုတော့တို့ bar variable အနေနဲ့ food ဆိုပြီးနာမည်ပြီးတော့ file ဆိုတဲ့ term ကိုထည့်လိုက်တယ်ဒီမှာဆိုရင် bar bar ဆိုပြီးတော့တို့ file term ကိုထည့်တယ် number ပဲဒီတိုင်းပဲထည့်ရင် number string အနေနဲ့ထည့်မယ်ဆိုတော့တို့ခွင်းစားတယ်အဲ့ဒါတက်ခုပေါင်းလိုက်တော့30ရတယ် okay ဒါစီကျွန်တော်တို့ပေါင်းတာ plus operator နဲ့မလုပ်တာပေါင်းတယ် okay ဒီမှာကျတော့တို့ food ဒီဘာပဲကျွန်တော်တို့ဘာတန်မှုထည့်လဲ string တန်မှုထည့် double condition နှစ်ခုနဲ့ double condition နဲ့ဘာထည့် string တန်မှုထည့် plus နဲ့ပေါင်းတယ်ဒီမှာကျ10မထွက်တော့ဘာဖြစ်ငါ5 5ဖြစ်တယ်အဲ့ဒါဘာလဲဆိုရင်အဲ့ဒါကျပေါင်းတယ်ကျွန်တော်လည်းအဲ့ဒါကျပါ concatenation concatenation ဘာလို့လဲဆက်တာအဲ့ကြောင့်လို့ကျွန်တော်တို့ attitude vs concatenation ပေါင်းတာနဲ့ဆက်တာမျက်စိတွေမှာ꿰နေပြီသေးနော်꿰နေပြီသေးနော် ပေါင်းတာနဲ့ဆက်တာဒါသည်ပေါင်းတာမဟုတ်ဘူးဆက်တာโอเคအဲ့ဆိုကျွန်တော် JavaScript ရဲ့ weekly type အကြောင်းလေးလည်းပြီးတော့โอเคကျွန်တော်နောက်တစ်ခုခတိတိုင်းပေါင်းမယ်ဒီမှာကြည့် bar 5နှစ်ခုလုံး number ဖြစ်ရင်တော့ပေါင်းတယ်ဒါပေမဲ့တစ်ခုက string ဖြစ်တာလေသူမပေါင်းတော့ concatenation ဘာဖြစ်သွားလဲဆက်ဖဲဆက်တော့ဒီမှာကြည့် foo က number 5ဟုတ်တယ်ဒါပေမဲ့ဒီကောင် data မျိုးစားဒီကောင် number မျိုးစား5ဒီကောင်ကကျတော့ထည့်လိုက်တယ်ကျွန်တော်က string မျိုးစား5 string နဲ့ number နဲ့ပေါင်းတော့ကျဘာဖြစ်သွားလဲစကလုံးစကလုံးစကလုံးဆိုတော့ keyboard ပေါ်မှာရိုက်နေစာတွေဗျာ စာအနေနဲ့သူတက်မှာတော့အဲ့နှစ်ခုပေါင်းတာမဟုတ်ဘူးဘာလို့လဲဆက်လိုက်တယ်ဒါဆိုဒီအဖြေထွက်မယ်အလက်ပေါင်းနဲ့ထည့်ထုတ်မယ်โอเคနောက်တစ်ခုအဖိုက်က5ဒီမှာဘာအဲ့ဒီနှစ်ခုကျွန်တော်တို့မြောက်ကြည့်မယ်ဟုတ်နော်မြောက်ကြည့်မယ်နော်ပေါင်းတာမဟုတ်ဘူးလေဒီမှာ string ဒါကြဟိုကာလိုက်တာကိုထည့်လိုက်နံပါတ်တောင်မို့တော့ဒီမှာ5ဆိုတဲ့ string တရားလိုက်အာ number လည်းဖြစ်တဲ့ဟာကို string နေနဲ့ထည့်ဒီကောင်းကြမို့ b ဆိုတဲ့ character ကိုထည့်ထည့်ပြီးတော့ကျွန်တော်မြောက်ကြည့်တယ်အဲ့မှာသူပါထွက်တယ် annian num ဆိုပြီးလာပြတယ်အဲ့ဒါပါလဲဆို nos a number deep operator ဒီပေါင်းနှုတ်မြောင်စာ operator ဒီ number ကိုပဲသူလုပ်ပါတယ် nos a number number မဟုတ်တဲ့ဟာကိုသူမလုပ်ပါဘူးဒါကိုထုတ်ပြ nos a num annian num ဆိုတာ javascript မှာပြန်ပြမယ် num ဆိုပါလဲဆိုရင် not a number ဟုတ်လား not a number number မဟုတ်ပါဘူးဆိုတော့ပြောတာ okay ကြည့်မယ် not a number ပုံရအောင်ကြည့်မယ်ကျွန်တော် method လေးနှစ်ခု bit method လေးနှစ်ခုလဲမိတ်ဆက်ပြီးမယ် ဘယ်တဲ့မတ်တက်မိတ်ဆက်တယ်ဆိုမျက်စိတော့ဘာအောင်မြင်လိုက်မှာကျွန်တော်တို့ dictionary စာအုပ်ကိုမြင်လိုက်အင်္ဂလိပ်ထက်ဗီဒန်တလုံးဝေါ်ဟာတာတလုံး vocabulary တလုံးကိုပြီးလိုက်တယ်လို့မှတ်ပေးအဲဆိုဗီဗီဒန်နေရာတွေကျွန်တော်တို့ကအင်္ဂလိပ်စကားကျွမ်းနေကောင်းနေအင်္ဂလိပ်စကားပြောကျွမ်းနေလူတွေအင်္ဂလိပ် app စေးတွေရေးနေတဲ့လူတွေအင်္ဂလိပ်ဘာသာပြန်နေတဲ့လူတွေကတော့ dictionary ရေးဟာတွေလွတ်ရလား no မရဘူး found နေကောင်လွတ်ရလားမရအောင်ဒါပေမဲ့လိုတဲ့အချိန်မှာပါလို့ကြည်ရအဲ့ဒါကြည်တဲ့အချိန်ကိုပဲကျွန်တော်တို့ဗာပြေးလို့အင်္ဂလိပ်စကားပြောလို့ရပြီမေးလို့ရပြီဘာသာပြန်လို့ရပြီ အခုလဲလို့ပဲ programming ပါလေအဲ့လိုပဲ programming ဟာလဲ language တော်ပြောပဲလေ english language ဒါတော့ကျွန်တော်တို့ computer နဲ့သွားတဲ့ computer language ပေါ့ okay မလား not a number ကြည့်မယ်ဘာလို့ကျွန်တော်တို့55ဟုတ်လား55ဆိုရင်တော့ထဲ plus 55ဆိုရင်တော့ထဲပြီးတော့ဒါကိုကျွန်တော်ကုန်းနဲ့တကယ်ကြီးပြောင်းနော်ဒါတော့နမူနာလေးကြည့်တာကြိုက်တဲ့ဟာထဲ abc ဒီတန်ဖိုးတွေကိုဒီ string တန်ဖိုးကြိုက်တာထဲပြီးကျွန်တော်တို့စစ်မယ်ဒါတွေအကုန်လုံး number ဒီ number ဆိုတဲ့နံပါတ်လေးပါနော် ဘာ minor ဒီမှာဘာတစ်ခုဒီမှာ variable တစ်ခု minor ဆိုတော့ variable ကိုကျွန်တော်ဘာထည့်မလဲဆိုဒီ foo ကိုပြန်ထည့်ပါ foo ကိုရိုးရိုးထည့်တာပေါ့ဒီကောင် number လောက်ပြီးထည့်ပါဒီ95 string string ကိုကျွန်တော်တို့ဘာကြောင် number data တိုင်းပြောင်း number data ပဲပြောင်းခြင်းလဲဆို javascript ရဲ့ built in ပါတယ် anonym b ရဲ့ number ဆိုတဲ့ method နဲ့ဘာလုပ်လို့ရလဲပြောင်းလို့ရ number ဆိုတဲ့ method တွေကိုကျွန်တော်တို့ဒီမှာကြည့်ဒီ signature ကြီးဒီမှာကြီး number data method name ဒါဒီ method ရဲ့ဟိုဟာတင်ကြီးတာ present tense ခွင်းစားခွင့်ပေးအဲ့ခွင်းစားခွင့်ပေးတယ်ကျွန်တော်တို့ရှေ့မှာ function sorry javascript ကိုကြွားပြကျွန်တော် mathematical နဲ့တုံးမိတာ sorry function ဟုတ်လား number function great in number ဆိုတဲ့ anonymous က numbers လို့နာမည်ရှိတဲ့ function နဲ့ကျွန်တော်က number ပြောင်းတယ်ပြန်ပြောင်းမိအောင်ဆိုတော့ဘာလဲ parameter နေနဲ့ကျွန်တော်ဘာလဲပြည့်ထည့်ဒါကြ argument ပေါ့နော် argument နေနဲ့ထည့်ပြလိုက်တယ် foo ဆိုထည့်ပြလိုက်တယ် i foo ဒီ string မျိုးစားမှုတော့ number မျိုးစားဖြစ်တာကဲဟုတ်မဟုတ်ကျွန်တော်စစ်ကြည့်မယ် is not a number ဟာဒီကောင် number ဟုတ်လားမဟုတ်လဲကြည်ဒီ is နာဒီမှာလဲဟို method တစ်ခု function တစ်ခုဒီမှာလဲ function တစ်ခု iis and a nan ဆိုတော့နာမည်ရှိတဲ့ function တစ်ခုကိုကျွန်တော်က number ထည့်ပြီးဆက်ကြဒါကြဆက်တယ်သူတိပြောကြည်လား is nan is not a number ဟုတ်လား is nan is not a number အရှိကောက်ဆိုတော့ nan ရဲ့အရှိကောက်က not a number နိ number မဟုတ်ဘူးအဲ့ဆိုတော့အင်္ဂလိပ်စကားလေးကြည် is not a number ဒါ number တစ်ခုမဟုတ်ဘူးလားကဲတကယ်လို့လားဒီ number က number နံပါတ်မျိုးစားနံပါတ်နံပါတ် data type data type မျိုးစားနံပါတ်ဆိုရင်သူဒီပါပြန်မလဲဆိုရင် true ပြန်ဟုတ်လား is not a number တရားနံပါတ်မဟုတ်ဘူးလားဟုတ်လားနံပါတ်မဟုတ်ဘူးလားဆိုတော့မေးလိုက်မေးလိုက်လို့ဒီကတကယ်လို့လားဒီကောင်ဒီနံပါတ်မဟုတ်ဘူးဆိုရင်ဘာလုပ်မလဲ true ပြန်မယ်နံပါတ်ဟုတ်တယ်ဆိုရင် for ပြန် true ပြန်တယ်ဆိုဒီကောင်ကိုလုံးလို့လိမ့်မယ် for ပြန်တယ်ဆိုဒီကောင်ကိုအလုံးမလုံးကတိချင်းမျိုးကြည့်လိုက်စထိုင်တော့ဟုတ်တယ် string data type ပြီးရင်ကျွန်တော်ဗာဒေတာတွေပြောင်းလာလို့ဒီ95ကိုနံပါတ်ဒေတာတွေပြောင်းလာတယ်ပြောင်းပြီးတော့ဒီ my number ကိုဗာလို့လေစစ်လိုက်တယ်နော် full ဒီ full ထဲမှာထည့်ထားတာဒီ string i string ကျွန်တော် data number ပြောင်းပြီးတော့ထည့်လိုက်တယ်ဒီ number ဟာ number မဟုတ်ဘူးလားလို့မေးလိုက်အဲ့ဆိုဒီ number ပြောင်းထားတယ်ဒီကောင် number မဖြစ်ဘူးလားဖြစ်တဲ့အတွက်ဒီကောင်ဒီဗာပြန်မလား number ဖြစ်တဲ့အတွက် for ပြန်မယ်မေးတာက is not a number number မဟုတ်ဘူးလားလို့မေးတယ် number ကဗာဖြစ်တယ်ဟုတ်နေတယ်ပြည်ဖို့ဖို့ပြမှာဖြစ်လို့ဘာလို့မှမလုပ်ဘူးကြည်လိုက်ဒီကုတ်ကိုရောရေးတာနော် is not a number ဒီမှာ numbers တဲ့ခွဲသားကွန်ပျူတာရတဲ့နေရာမှာကြည်ပါဒီခွဲသားကွန်ပျူတာဒီ present thesis ဒီ if အတွက် present thesis ဟုတ်လားနောက်ထပ် deep present thesis ဒီ is now ဆိုတဲ့ method အတွက် present thesis ဒါတွေမလွဲနေ IDE တွေဆိုကုတ် editor တွေ text editor တွေတုံးနေဆိုရင်တော့ဒါတွေကတွေ့သူကူညီပြီးတော့လုပ်ပေးတယ်အဲ့ဒါကိုအဲ့ဒီ IDE တွေတုံးရတဲ့ရည်ရွယ်ချက်ကအဲ့ဒါပဲခရီးတွင်ဒါကတော့ကျွန်တော်တို့ကနမူနာနဲ့ပြနေတာဒီတိုင်း notebook notebook နဲ့ရေးတော့ညာနည်းနည်းသတိသတိအားကောင်းတာပဲဟုတ်နော် အဲ့ဒီပုံကဲဆို not a number ဆိုတဲ့ထွက်လာမထွက်လာကြည့်ကွန်ထရိုးလာစတီချာနဲ့ဟုတ်လား run ကြည့်မယ်အလုံးလို့လားမလုံးဘူးဘာဖြစ်လို့လဲ for ပြန်နေလို့အလုံးမလုံးတာပေါ့ဘာလို့ for ပြန်တာလဲဒီကောင်ကဒီ number မျိုးစားကြီးကိုကိုကိုကြီးကတိအငင်းဝကြောက်ပဲကျွန်တော်ထည့်နေမယ်ဟောမင်းသွားမင်းမသွားဘူးမဟုတ်လားအဲမသွားဘူးမဟုတ်လားဆိုတာမသွားဘူးဆိုတာမဟုတ်ဘူးမို့လားဆိုတော့သွားမှာဟုတ်လားအငင်းနှစ်ခုထည့်လိုက်ပါဖြစ်တာလေအမှန်ဖြစ်တာအခုလဲလို့ပဲ is not number ဟုတ်လား access နေနံပါတ်ကိုနည်းနည်းပြင်လိုက်မယ်ဒီမှာကြည့် foo ဒီမှာ not exclamation mark ဒီမှာရှေ့မှာကျွန်တော် operator မှာပြောခဲ့တယ်နော် not operator တခါလေ main နေမှာဆိုလို့ main နေမှာဆိုတော့ဒီမှာ logical operator ထဲမှာ logical and logical of logical not not operator နဲ့ဒီမှာလာညင်းမယ်ကြည့်မယ်အဲဘယ်လိုညင်းမလဲဒီမှာကြည့်မယ် not operator နဲ့ဒီမှာလာညင်းမယ်သူက main တယ် is not a number နံပါတ်မဟုတ်ဘူးလားအခုထည့်လိုက်တဲ့ဒီမက်သတ်ထဲမှာထည့်လိုက်တဲ့ argument ဒီနံပါတ်မဟုတ်ဘူးလားဆိုပြီးတော့ तू ကစစ်တယ်မဟုတ်ရင် तू က true ပြန်မယ်ဟုတ်ရင် false ပြန်မယ်ကဲဟုတ်လားဒါကြောင့်ညင်းလိုက်တယ် is not a number not is a number ဟုတ်လားနံပါတ်မဟုတ်ဘူးမဟုတ်ဘူးလားနံပါတ်မဟုတ်တာမဟုတ်ဘူးလားဟုတ်လားဒီမှာကြောင်းမျက်နှာမလိုက်ပြကျွန်တော်ဒီနားမှရင်စကားလုံး cash out နေတယ်ဟုတ်လား is not a number နံပါတ်မဟုတ်ဘူးလားမဟုတ်ဘူးလားဆိုတော့ဒီကောင်ကပါပြန်နော် false ပြန်တယ်နံပါတ်ဟုတ်နေတာဟုတ်လား false ပြန်တော့ကျွန်တော် true ပြန်နေမှာလေ north ခံလိုက် true ဖြစ်တာ okay အဲ့ဆိုတော့ဒီမှာကြည့်ဒါဆိုအလုံးလို့သွားတယ်ဒီမှာ not တယ်ပြီးရင်ဒီကောင်တော့ is not is number မလို့တော့ it is the number နော်လေးဖြစ်လိုက်ပေါ့ control section နေပြန် reply ပြန်တော့ကြည့်ဒါပဲဒါဆိုလုံးလို့သွားဘာဖြစ်လို့လဲအငင်းနဲ့ထပ်ဖြစ်ရင်ပုံမှန်ပြန်ဖြစ်သွားတယ်လေ okay နော်ရှေ့မြန်မာစကားလို့ပါပဲကျွန်တော်တို့အငင်းနေဟောင်းမင်းမသွားတာမဟုတ်ဘူးမလားဟုတ်တယ်နော် အဲ့ဒီမြန်မာစကားကတ်ရှုပ်လေးတွေကိုဒီမှာလည်းအဲ့လိုလေးမှတ်လို့ရပြန်။ Okay. Thank you ပြန်